တို့ပြလိုက်မယ်နော်ပြလိုက်မယ်ဘုံရောက်နေပြီနော်81ပြတဲ့နေ81ရောက်နေပြီဒီကောင်ကရှင်းတော့ဘူးလားပြေးပါအတင်းနော်ပြန်နော်ခဏလေးပင်မျိုးသားအစည်းအရုံး KNU ရဲ့တက်မာလေးနေမီခိုင်းမြန်မာနယ်စပ်ကမရက်နီစခန်းကိုတော်လိုင်းတက်ဖွဲ့တွေမေလ12ရက်နေ့မှာထပ်မံသိမ်းပိုက်လိုက်ပါတယ်။ခိုင်းမြန်မာနယ်စပ်ကိုထိချုပ်ဖို့စူးစမ်းနေတဲ့တော်လိုင်းပူပေါင်းတက်ဖွဲ့တွေဟာတက်မာလေးနေမီရဲ့က body စခန်းကို မေလ10ရက်နေ့မှာတင်ပိုက်နိုင်ပြီးတဲ့နောက်မယန်းဒီစခန်းကစစ်ကောင်စီတပ်သားတွေထွက်ပြေးသွားတာကြောင့်စခန်းကိုမတိုက်ဘဲရရှိခဲ့တာလို့သိရပါတယ်။အဲအဲ့ဒီတိခိဒေသတရှောက်မှာတော့အဲ့ဒီလက်ကျစခန်းကငရနီတစ်ခုပဲရှိတယ်။လောလောဆယ်မှာတော့ဒီငရနီစခန်းကကျွန်တော်တို့ကအာစင်စစ်ရရှိရတဲ့မဲ့ဘာမှမလုပ်ခင်အဲ့ဒီစက္ကဆာရဲ့စစ်သားတွေထွက်ပြေးကုန်ပြီအဲ့ဒီစခန်းကို ဆိုတော့ဒီတိခိနဇာပါဆိုတာစကားတစ်ခုမှမကြတော့ဘူးသဘောဖြစ်နေပြီနော်အဲ့ဒီဟိုမေတ္တာနဲ့ဒီတိခိယတိတိခိနဲ့ဟိုဘယ်လိုခေါ်မလဲဟိုအောင်တာဘာရာအောက်မတိစကားတစ်ခုမှမကြတော့ဘူးထမ်းညမနေစဲကုံသွေးလမ်းကြောင်းဖြစ်တဲ့တိခိတဝဲကုံသွေးလမ်းဟာမိုက်တရာနိဗ္ဗာန်ရှေလျာပြီးအလဲမာမေတ္တာမျိုးကိုဖြတ်ပြီးလမ်းပေါက်လို့ထားတာဖြစ်ပါတယ် အခုတော်လည်းပူပေါင်းတပ်ဖွဲ့တွေကငရဲနီစကန်အပါဝင်ထီထထီခီဘောဒီစကန်တွေကိုသိမ်းပိုက်လိုက်တာဖြစ်လို့ထီခီနဲ့မြစ်တာမျိုးကြားမှာစစ်ကောင်စီတပ်စကန်တွေမရှိတော့တဲ့အခြေအနေလို့မြေပြင်အခြေအနေသိရှိသူတွေကဆိုပါတယ်ထီခီနဲ့မြစ်တာမျိုးကြားအကွာအဝေးက63မိုင်ရှိလို့ကုံသွေးလမ်းရဲ့တဝက်ကျော်ကိုသိမ်းပိုက်ထားနိုင်တာလို့ဆိုနိုင်ပါတယ်မြစ်တာမျိုးနဲ့တဝက်ကြားမှာတော့စစ်ကောင်စီရဲ့အထိုင်စစ်စခန်းတစ်ခုအပါဝင်ကြောင်မဲတောင်မိုင်တီယာစခန်းတွေ ရှိပါတယ်မြစ်တာမျိုးမှာရှိတဲ့အထိုင်စခန်းကစခန်းကြီးဖြစ်ပြီး ဲ့ဒီစကန်းကိုရမယ်ဆိုရင်ဒေါ်လာရေးတက်ဖွဲ့တွေအနေနဲ့တင်းလာရေးပင်လယ်ကမ်းခြေဘက်ကိုဆက်လက်ထိုးစစ်ဆင်ဖို့လွယ်ကူသွားမယ်လို့စေအေးလီလာသုံးသက်သူတွေကဆိုပါတယ်။မြစ်တာကိုတိုက်လိုက်ရင်တော့တဝဲကိုချင်းချောက်ပြီးသားဖြစ်သွားပြီ။တင်းလာရေးဗချမ်းကလည်းတချို့စကန်းတွေတင်းသွားပြီးပြီဆိုတော့တဖြည်းဖြည်းချင်းသူတို့ပင်လယ်ကမ်းခြေဘက်ဆင်းလာမှာပဲ။အရင်တုန်းကလည်းသူတို့တပ်မလေးကအရင်ခေတ်ကောင်းတုန်းကဆိုရင်ပင်လယ်ကမ်းခြေမှာလှုပ်ရှားနိုင်တယ်။အခုကအဲ့လိုလှုပ်ရှားမယ်ထင်တယ်။တဝဲတို့တင်းသားကြီးတို့တခြားမှာလဲ PDF တွေကအားကောင်းတာကို PDF တွေနဲ့ပေါင်းလိုက်ရင်တော့ပိုပြီးအကောင်းလာမယ်ထင်တယ်။လက်ရှိမှာတော့ KNU အနေနဲ့ KNB နဲ့တနင်္လာရီတိုင်းပဲခူးတိုင်းနဲ့မွန်ပြည်နယ်တို့မှာတော်လိုင်းပူပေါင်းတပ်တွေနဲ့အတူစစ်ကောင်စီတပ်စခန်းတွေကိုတင်ပိုက်ဖို့စူးစမ်းနေကြတာဖြစ်ပါတယ်။